ကျွန်းအနီးမှာတရုတ်တိုက်လေရင်တွေနဲ့တင်မောတွေကိုခြေရခံတွေ့ရှိခဲ့တယ်လို့တရုတ်တိုင်းပြည်အစိုးရပြောတရုတ်တိုင်းပြည်ကျွန်းအနီးမှာတရုတ်တိုက်လေရင်59စီးကိုခြေရခံတွေ့ရှိခဲ့တယ်လို့တရုတ်တိုင်းပြည်ကာကွယ်ရေးဝန်ကြီးဌာနကအမှတ်လ18ရက်နေ့မှာထုတ်ပြန်ပြောကြားခဲ့ပါတယ်ဒါအပြင်အဲ့ဒီအရေးအတွက်ဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလနောက်ပိုင်း တရုတ်တိုက်လေရင်တွေခြေရခန့်တွေ့ရှိမှုမှာအမြင့်ဆုံးအရေးအတွက်တစ်ခုဖြစ်တယ်လို့တရုတ်တိုင်ပေကကွေရင်ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။တရုတ်အစိုးရဟာတရုတ်တိုင်ပေကျွန်းကို၎င်းရဲ့ပိုင်းနဲ့အနည်းငယ်အဖြစ်အခိုင်အမာရှုမြင်ထားပြီးငြင်းချင်းစွာပြန်လည်ပေါင်းစည်းဖို့အတွက်လိုအပ်မယ်ဆိုရင်အင်အားသုံးဖြည့်ရှင်သွားမယ်လို့အကြံဉာဏ်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းတရုတ်အစိုးရဟာတရုတ်တိုင်ပေကျွန်းအပေါ် စည်ရေးနဲ့နိုင်ငံရေးအရာဖြစ်အားပေးမှုတွေကိုပုံမအရှိန်မြင့်လှုံ့ဆော်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းတရုတ်အစိုးရရဲ့ပြောဆိုချက်တွေကိုတရုတ်တိုင်ပင်အစိုးရကငြင်းဆန်ပယ်ချထားပြီးတရုတ်တိုင်ပင်ကျွန်းပြည်သူတွေကသာ၎င်းတို့ရဲ့အနာဂတ်ကိုဆုံးဖြတ်နိုင်တယ်လို့ပြောကြားထားတာလည်းဖြစ်ပါတယ်။တရုတ်တိုက်လေရင်96စင်းနဲ့အတူ တရုတ်တင်မောကိုစီနဲ့မိုးပြန်ဘူးပေါင်းနှလုံးတော့ကိုပြီးခဲ့တဲ့24နှစ်ရဲ့အတွင်းချင်းရခန့်တွေ့ရှိခဲ့တာဖြစ်တယ်လို့တရုတ်တိုင်ပေကကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်